စရကကြဖြတ်ကိစ္စမှာကိုလိုယုံပြီးတော့ DGPA နဲ့ BGF ကိုထိုးကျွေးလိုက်ပြီလား SCA လက်မှတ်ရေးထိုးထားတဲ့တချို့သော EO တွေပြီးရင်နေချားဆောင်တက်အမိခံထားတဲ့တပ်ဖွဲ့တွေကဒီ online ငွေလင်းလုံကကြားဖြန့်ကိုဝင်ရောက်လုပ်ကင်နေတယ်လို့စတက်ရဲ့ပြောရေးစခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကနေပြီးတော့နိုင်ငံတကာကိုသတင်းစကားပားလိုက်ပါတယ် NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အချို့သော EU ဖွဲ့တွေ ပြီးရင်ကျွန်တော်တို့နေကြားဆောင်တပ်ဖွဲ့အမိခံတပ်ဖွဲ့တွေဝင်ရောက်ပြီးတော့လောက်ကင်နေတာမျိုးတွေဖြစ်ပါတယ်ဒီညမှာဘုသူဇော်မင်းထွန်းက SCA မှာလက်မှတ်ရေးထိုးထားတဲ့တချို့သော EO တွေပြီးရင်နေကြားဆောင်တပ် PDF အမိခံတပ်ဖွဲ့တွေဆိုပြီးတော့တမင်တကာထည့်ပြောသွားတာတတိထားမိကြပါလိမ့်မယ်ဒီညမှာနေကြဆောင်တက်ဆိုတာပေတက်ဖက်ကိုရည်ရည်ပြီးပြောတာပါလေရှင်းရှင်းလေးပါဂရင်းနေကြဆောင်တက် BGF ကိုပြောကျင်တာပါ2017ဆစ်အာနာတင်းပြီးတဲ့နောက်မှာ BGF တပ်တွေနေကြဆောင်တပ်တွေဘယ်ရောက်ကုန်ပြီလဲဆိုတော့တခုမှမရှိတော့ဘူးလို့ပြောလို့ရပါတယ်နောက်တနာဖာဆစ်ဆိုရကိုဥဆောင်ခဲ့တဲ့အာနာရှင်ဗိုတန်းရွှေလက်ထက်မှာ ရေးဆွဲပြီးတော့ပြတန်းလိုက်တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအသက်သွင်းပြီးတဲ့နောက်မှာတော့ဒီမြန်မာဆစ်အစိုးရနေပြီးတော့မှ နေကြဆောင်တဲ့ BGF ဆိုတဲ့ဝေါ်ဟာရကိုဆက်တင်မိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကာလမှာအပြည့်ရထားတဲ့လက်နက်ကင်တပ်ဖွဲ့တချို့ဟာနေကြားဆောင်တပ်အဖြစ်အတွင် ပြောင်းသွားကြပါတယ်။နေကြားဆောင်တပ် BGF လို့အမည်ခံရက်တည်ကြတဲ့အဖွဲ့လေးဖွဲ့ရှိပါတယ်။ကရင်နေကြားဆောင်တပ်၊ကိုကန့်နေကြားဆောင်တပ်ပြီးတော့ဥစခုံသိရင်ဥဆောင်တဲ့ကချင်နေကြားဆောင်တပ်နဲ့ကရင်နီကရားနေကြားဆောင်တပ်တို့ပဲဖြစ်ပါတယ်။ဒီနေ့အချိန်ခါမှာတော့ကရင်နေကြားဆောင်တပ်ကလွှဲပြီးတော့ဂျန်တဲ့နေကြားဆောင်တပ် BGF တွေတခုမှမရှိတော့ပါဘူး။ ကိုကန့် BJF ကတော့အလုံးသိတဲ့အတိုင်းပါပဲ10 20စက္ကန့်စစ်စစ်ရေးမှာ MMD ရဲ့ချင်းမုံညကိုခံလိုက်ရတယ်လို့ဥစခုံသိရင်ဥဆောင်တဲ့ဒီကချင်နယ်သားဆောင်တပ်ကလည်း KI ရဲ့ချင်းမုံညကိုခံလိုက်ရပါတယ်ကရနီကရားနယ်သားဆောင်တပ်ဖွဲ့ကတော့ဒီစစ်အာဏာသိမ်းတဲ့ချိန်မှာစစ်အာဏာသိမ်းမှုကိုစန့်ကျင်ကန့်ကွက်စာထုတ်ခဲ့ပြီးတော့ တော်လိုင်းတက်ဖွဲ့ရင်းနဲ့ပူပေါင်းသွားခဲ့တာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးဒီကရင်နယ်ကြားဆောင်တက် BJ တခုပဲကြံပါတော့တယ်ဒီနေ့မှာကရင်နယ်ကြားဆောင်တက်အကြောင်းလေးကိုအနည်းငယ်ထပ်ပြောပြစီပူမွေးစောချစ်တူလို့ပြောရကြတယ်ကရင်နယ်ကြားဆောင်တက် BJ ကိုဦးဆောင်နေတဲ့ခေါင်းဆောင်ဦးဆောင်တယောက်အဖြစ်ရှုမြင်ကြပါလိမ့်မယ်ပူမွေးစောချစ်တူဦးဆောင်တဲ့ဒီ BJF ကတော့ကရင်မျိုးသားအစည်းအရုံးကနေခွဲထွက်လာတဲ့ DKP DKP ရကနေမှထပ်မံခွဲထွက်လာတဲ့ BGF တက်တခုပဲဖြစ်ပါတယ်ဆိုတော့နေကြားဆောက်တဲ့ BGF တွေထဲမှာအင်အားအတောင်အတင်းဆုံးနဲ့စစ်တီတပ်ဖွဲ့အားအများဆုံးတခုလို့လည်းပြောလို့ရပါတယ်။ကရင် BGF ကိုတက်နေလေးခုတရင်73ရင်းနဲ့ဖွဲ့စည်းထားပြီးတော့စစ်တီအား8000ဒီဗာဒီပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့ဒီစစ်အနာတင်ပြီးဒီ2024နှစ်စံပိုင်းမှာဒီကရင် BGF တပ်ဖွဲ့ဟာစစ်အစိုးရစီကနေအထောက်ပံ့မြူတော်ပဲနဲ့အတိအချရက်တည်သွားမယ်အကြောင်း ကျင်ညာခဲ့ပါတယ်အဲ့ဒီချိန်တုန်းကဆိုရင်ဒီစတက်ရဲ့ဒုတက်ချုပ်ဒီဒုတက်ဘူဂျုံဘူကြီးစိုးဝင်းကိုတိုင်ရောက်လာပြီးတော့ညှိနှိုင်းဆွေးနွေးခဲ့တာရှိပါတယ်ဒါပေမဲ့မတ်လဝန်းကျင်အရောက်မှာတော့ BGF ကနေကရင်မျိုးသားတက်မတော် KNA ဖြစ်အမည်ပြောင်းလဲဖွဲ့စည်းမဲ့အကြောင်းလဲထပ်မံကျင်ညာခဲ့ပါတယ်အမည်ပြောင်းလဲဖွဲ့စည်းထားတဲ့ KNA ကိုတော့ဘုံမှုချုပ်စိုးချစ်တူအားဥဆောင်မှာဖြစ်ပြီးတော့စစ်တရာကြီး၄ခုစစ်ပြူဟာ၉ခုနဲ့ တရင်ပေါင်း60ကျော်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ရခိုင် BGF တပ်နယ်လေးနယ်ကတပ်နယ်မှုတွေကတော့ခေနေမှာစစ်တေတာမှုတွေဖြစ်တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။ဆိုတော့ဒီအခုချိန်မှာဆိုရင်လည်းဒီ Green BGF ကနေပြီးတော့မြဝူရီရှုကုတ်ကုတ်မှာရှိတဲ့ဒီ online ကြဖြန့်မွေလင်ကန်းတွေကိုလိုက်လံရှင်းလင်းနေတာဖြစ်ပါတယ်။အဲ့လိုရှင်းလင်းနေတဲ့အချိန်မှာပဲဒီမြန်မာစစ်တပ်ကနေပြီးတော့မှဒီကြဖြန့်လုပ်ငန်းတွေကို SCA လက်မှတ်ရေးထိုးထားတဲ့တချို့သော EO တွေ ပြီးရင်ဒီ BGF လို့အမည်ခံထားတဲ့တပ်ဖွဲ့တွေကဒီကြားဖြန့် online ငွေလေလုပ်ငန်းတွေကိုဝင်ရောက်လုပ်ကင်နေရဲဆိုပြီးတော့ခေါင်းဆောင်ဆွဆွဲနိုင်ငံတကာကိုတင်းစကားပါလိုက်တာဖြစ်ပါတယ်